နော်မရှိဟိုနဲ့130ဖို့လမ်းကြောင်းလဲကျွန်တော် flyback ကိုအဝင်မပေးတော့ဖြတ်ထားတယ်နော်ကျွန်တော်တို့က flyback no ဖို့ဆိုရင်ဒီက oscillator ဖို့ထွက်ကမယ်နော်ဒီ circuit ပိုင်းမှာနော် oscillator ဖို့ထွက်ကမယ်ဒီက130ဖို့ line ထွက်ကမယ်နော် flyback no ဖို့ဆိုရင်ဒီက on the ephron ic ရဲ့ pin 8မှာလဲဖိုက်ဖို့ရောက်ရမယ်ပေါ့နော် ephron ic ရဲ့ pin 8နော်အမှဖိုက်ဖို့ရောက်ပါအာ3.2ကိုပဲရောက်လဲ နော်ဘိုလ်လိုင်းဝက်ကိုဝက်နေနော်ဘိုလ်လိုင်းဝက်နေဝက်နေတာနော်အဲ့တော့5ဘိုလ်လိုင်း6ဘိုလ်လိုင်းတိုင်းကြည့်မယ်နော်5ဘိုလ်လိုင်း6ဘိုလ်လိုင်းနော်ဒီမှာ6ဘိုလ်လိုင်းဒါဆို6ဘိုလ်လိုင်းထပ်ဖို့နော်6ဘိုလ်လိုင်းလည်းမထပ်ဘူး5ဘိုလ်လည်းဝက်နေအဲ့တော့ဒီ power supply ဘက်ကိုလိုက်တာ နော်55ဘုတ်ပဲထွက်တယ်130ဘုတ်လိုက်ရအောင်။ဘန်းကိုလိုက်မှာပေါ်ဘန်းကိုလိုက်မှာဆိုတော့တစ်ချက်ပြန်ထိုးကြည့်အောင်မယ်နော်။ဒီဒီတစ်ချက်ထိုးကြည့်မယ်။ပေါ်ဘန်းကိုလိုက်မယ်ဆိုတော့ကျွန်တော်တို့ကဒီမှာ main filter capacitor ကြီးရှိမယ်နော်။ဒါ AC အဝင်နော် AC အဝင် AC အဝင်ပြီးတော့ကျွန်တော်တို့ line drive filter ဘိုင်းပါမယ်နော်။ line drive filter ဘိုင်းကနေပြီးတော့ဒီမှာ bright time နော် time လေးလုံးနဲ့ကျွန်တော်တို့ပါဖြစ်လဲ။ time လေးလုံးနဲ့ကျွန်တော်တို့ AC ကနေ DC ကိုကြောင်းမယ်။ AC နဲ့ DC ပြောင်းပြီဆိုတော့လည်းကျွန်တော်တို့ဘာဖြစ်လဲ down mode ပါမှာဖြစ်ပြန်เนาะ bright down out เนาะ down လေးလုံးနဲ့ bright down out ခွေပြီးတော့ကျွန်တော်တို့ DC ပို့ပြောင်းမယ်ပြောင်းပြီဆိုကျွန်တော်ဒီမှာเนาะဒီမှာ filter main filter capacity တိုင်းတော့ဝင်မယ်တရားအပေါင်းတရားကအနှုတ်เนาะအပေါင်းအနှုတ်เนาะအဲ့ဒီအပေါင်းကနေပြီးတော့ကျွန်တော်ဒီမှာဒီမှာတွေ့ရမယ်เนาะဒီမှာ step up r 120k เนาะဒီမှာတရားနေပြီးတော့ဒီကိုတလုံးပြင်เนาะ not 120k နောက်ထပ်တလုံးလည်းဒီမှာ ီပုံစံကြည့်ခြင်းအပြစ်တာနော် register က start up r လို့ခေါ်ခေါ်မယ်နော်ဒီပလန်မှာနော် start up r ကကျွန်တော်တို့ 120k နှလုံး cd နော်ပြီးရဆိုကျွန်တော်တို့ဘာပြောသွားမလဲမမဒီမှာနော်မ transistor တစ်လုံးရဲ့ကျွန်တော်တို့နော် transistor တစ်လုံးရဲ့မငုတ်ကိုဝင်သွားမယ်နော်ဝင်သွားတာတွေ့မယ်နော်အဲဒီကနေပြီးတော့ဒီကနေ collector ဒီ transistor ရဲ့ကျွန်တော်တို့ collector ကနေပြီးတော့တစ်ခါပါဖြစ်လေဒီကောင်ရဲ့ base ကို base ကိုပေးမယ်နော် ဒီကောင်ရဲ့ base ကို base ပို့ပေးမယ်ဒီကဒီက driver driver transistor ပေါ့ဗျာเนาะဒီကောင် driver transistor လို့ခေါ်တယ်เนาะတခါဒီကို base ပို့ရောက်ပြီဆိုတာ ਨੇ ဒီရဲ့ transistor နေပြီးတော့ဒီကเนาะ power wire ရဲ့ကျွန်တော်တို့ transistor အကြီးကိုเนาะကျွန်တော်တို့ဒီ transistor ရဲ့ collider နေပြီးတော့တခါပါဖြစ်လဲဒီ transistor ရဲ့အကြီးရဲ့ base ပို့တခါပြန်ပေးမယ်เนาะဟုတ်ပြီเนาะအာဒါဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုဖြစ်မလဲဆိုတော့ step r ဆိုတာကကျွန်တော်တို့ကဘာဖြစ်လဲ ဒီမှာဆက်အာကတရားနှက်စကင်နှလုံး